မင်္ဂလာပါနော်အကုန်လုံးမင်္ဂလာပါကျွန်တော် live ကိုကြည့်နေကြတဲ့အကုန်အမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့အဲကျွန်တော် live မရရတာကြာပြီဖြစ်တဲ့အတွက်ဟောမအားတဲ့ကြာနေပြီတော့ဗောနော်ဒီ live တက်ပြီးတော့လွှတ်ဖြစ်ပါတယ်အဓိကတော့ကျွန်တော်လက်ရှိအာရကူတီးဖြန်းနေတဲ့ကြံများအားလုံးအလင်းတကာစီတိုးဆိုတဲ့ဇာကားလေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်လို့ပါကြံများအားလုံးလင်းတကာစီတိုးဇာကားလေးအားကျွန်တော်တို့ဒီတနန်း ကြားနေပြီလားနော်အလိုက်တကားတင်နေကြားနေပြီတော့တင်နေတဲ့သင်္ကန်းသားများပူပေါ်ပြီးတော့ရိုက်ကူးတင်ဆက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အာဒီဗီဒီယိုဆိုလို့ရှင်ကျွန်တော်နေတဲ့ဒီဒါရိုက်တာနေနဲ့ပါဝင်အဲရိုက်ကူးတာဒုတိယအချိန်မြောက်ဗီဒီယိုဇက်ကားလည်းဖြစ်တယ်ပေါ့နော်အဲပထမဇက်ကားကတော့ Halloween Night Season 2 Call Dracula ဆိုပြီးတော့ဇက်ကားလေးဖြစ်ပါတယ်ဟုတ်အဲ့ဒီတော့ကလည်းကျွန်တော်တို့ အများကြီးစူးစမ်းခဲ့ရတာပေါ့နော်ဒါပေမဲ့သိပြီးတော့အောင်မြင်မှုတော့မရှိခဲ့ပါဘူးအဲဒီဇာကနဲ့ပတ်သက်ပြီးကြီးရှည်လို့ရှိရင်ကျွန်တော်ရအောက်ထက်မှာဒီအပိုင်းလေးတွေနဲ့ကျွန်တော်တင်ပေးထားပါတယ်နော်အဲအဲ့ဒါလည်းကျွန်တော်ကြည့်သွားလို့ရတယ်ဟိုကျွန်တော်တို့ကပေါ့နော်ဒီရုပ်ရှင်ထုတ်လို့ရေးအကြီးစားရမှုတဲ့အတွက်နော်ကျွန်တော်တို့ကဝါသနာရရိုက်ကူးတာဖြစ်တဲ့အတွက်တချို့ဟာလေးတွေမှာအဲမနော်ဒီပြင်ဆင်မှုဇေယျလေးတွေကို short ချတဲ့အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ ဒီဟိုဟာပေါ့ VFX တွေကိုကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့မလုပ်ပေးနိုင်ဘူးပေါ့နော်အဲဒါပေမဲ့လည်းကျွန်တော်တို့အကောင်းဆုံးဇာတ်လမ်းလေးကိုတော့ကျွန်တော်တို့ဖန်တီးနိုင်ခဲ့ပါတယ်အဲတော့ကျွန်တော်တို့ဇာတ်ကားကြီးကြည့်လို့ရှိရင်တကယ်ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကိုကြည့်သလိုမျိုးဝေဖန်လို့မရပါဘူးခင်ဗျကျွန်တော်တို့ကဝါသနာရလုပ်တယ်ပြီးလို့ရှိရင်အဲကျွန်တော်တို့နိုင်တဲ့တပိုင်တနိုင်လေးနဲ့ကျွန်တော်တို့ကကြိုးစားပြီးရိုက်ကူတာဖြစ်တဲ့အတွက်ကြောင့်မို့အဲဒီတပိုင်တနိုင်လောက်လုံနိုင်တဲ့သူတွေရဲ့အဆက်တန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ကို ဟိုဝေဖန်လို့ရပါတယ်ပြောပြလို့ရပါတယ်တကယ်ဗီဒီယိုကြီးစားတဲ့ဟိုရိုက်ကူးတဲ့သူတွေမျိုးနဲ့ကျွန်တော်တို့ကိုဝေဖန်လို့မရပါဘူးနှိုက်ရှင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့ဒီအတွက်ဘီလီယံပေါင်းများများစွာမီလီယံပေါင်းများများစွာဒေါ်လာတွေကိုသူတို့ကသုံးတာတယ်ကျွန်တော်တို့ကအဲ့လိုတိမသုံးနိုင်ပါဘူးခင်ဗျကျွန်တော်တို့ဝါသနာပါတာလေးနဲ့ကျွန်တော်တို့မှရှိတာလေးနဲ့ပဲကျွန်တော်တို့အကောင့်ဆိုကျွန်တော်တို့ကစူးစမ်းပြီးတော့ဇာတ်လမ်းတွေကိုရက်ကူးတင်ဆက်ရတာဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့အကောင့်ဆိုတော့ကျွန်တော်စူးစမ်းခဲ့ပါတယ်ခင်ဗျ အာကျွန်တော်တို့ဇကာလေးကိုလည်းအားပေးကြပါလို့ပေါ့နော်အခုလာတဲ့ဒီကျမ်းများအလုံးလင်းတကားစီသူဆိုတဲ့ဇကာလေးလည်းမကြပါဘူးကျွန်တော်တို့ထွက်ရှိလာတော့မှဖြစ်ပါတယ်အဲလာမယ့်ဒီဇူလာ30ရက်နေ့ပေါ့နော်အဲတနေ့လာနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ထွက်ပါပြီအာအဲ့ဒီဇကာလည်းကျွန်တော်တို့ဒီစပြီးတော့ထွေးလာနေကြတဲ့ကပလိတ်သားတွေတော်တော်များများကြိုက်တာလေးတွေ့ရတယ် ဘာဖြစ်လို့ဆိုတော့သူကခက်နဲ့လဲညီတယ်လေနော်လူငယ်တွေကဒီခက်လဲဆန်နဲ့ပြီးလို့ရှိရင်ဒီဇကာထဲမှာကျွန်တော်တို့ကအင်္ဂလိပ်လိုကြီးမဟုတ်ပဲမြန်မာလိုလဲကျွန်တော်တို့ပြောသွားတယ်အဲအဲ့အတွက်ကြောင့်မဟုတ်တော်တော်များများကဒီဒီဇကာလေးကိုကျွန်တော်တို့ဟိုကြိုက်ကြတာပေါ့နော်ဟောအဲ့အဲ့လိုမျိုးကျွန်တော်တို့ရှိပါတယ်ဟောတချို့ကြတော့လဲလူငယ်တွေအနေနဲ့ဒီရုပ်ရှင်ကိုမရိုက်သိဘူးဆိုတော့ထင်မြင်ချက်မျိုးတွေလည်းကျွန်တော်ရှိနိုင်ပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့က ဘောနော်ဒီရုပ်ရှင်ရိုက်တဲ့သဘောတရားတဲ့ကျွန်တော်တို့ဘောနော်ဒီလုံနေတဲ့ကာလတခြားမှာကျွန်တော်တို့ဘာတွေလုတ်ခက်လဲဘောနော်အမှန်တရားလေးဖြစ်အောင်ကျွန်တော်တို့ဟိုလုတ်ခက်တာမျိုးရှိတာဘောနော်ကျွန်တော်တကယ်ဟိုဟာ ရုပ်ရှင်ကြည်စားရေးမျိုးကျွန်တော်ရိုက်တယ်မျိုးလည်းမဟုတ်ပါဘူးကျွန်တော်တို့ပိုက်ဆံရှာတဲ့အမျိုးအစားလည်းထက်မှလည်းကျွန်တော်မပါဘူးခင်ဗျဒီတိတ်တော့မှတင်ရဆိုတာကလည်းဒီပိုက်ဆံရဖို့အတွက်အဓိကတင်တာမဟုတ်ပါနဲ့ကျွန်တော်တို့မိတ်ဆွေတွေသိအောင်ကျွန်တော်တို့ပရိသတ်တွေသိအောင်ကျွန်တော်တို့ဘာလို့နေလဲဆိုတာကိုကျွန်တော်တို့ကအများပြည်သူကျွန်တော်တို့ကခြားပြတာလေးပဲဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်တို့ဝါသနာအရာလည်းပါတာပေါ့နော်အဲ့ဒါလေးတွေဖြစ်ပါတယ်အဲကျွန်တော်တိတ်တော့မှပိုက်ဆံရဖို့အတွက်အဓိကတော့မဟုတ်ပါဘူးခင်ဗျအဲလူအများကြီးလည်းကျွန်တော်တို့ဘာလို့နေလဲဆိုတာမသိသေးဘူးပေါ့နော် အဲဒီအာဒီစကားထဲမှာကျွန်တော်တို့ပါဝင်ထားတဲ့သေဆောင်မိသားမိသမီးဆိုရဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်နန်းเจ้าကတင်နန်းသားလေးတွေဖြစ်ပါတယ်သူတွေအများကြီးစူးစမ်းကြပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့သူတို့ရဲ့စူးစမ်းမှုကိုလေးမှတ်ပြပေးတဲ့အနေနဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုစကားလေးကို like and share လေးလုပ်ပေးခြင်းပေါ့เนาะဒီအားအားမျိုးလုပ်ပေးခြင်းပဲကူညီပေးဖို့ကျွန်တော်အနေနဲ့အဲတောက်ဆွန်အပ်ပါတယ်အဲနောက်များကျွန်တော်တို့အခြေရလို့ရှိရင်လည်း အဲကျွန်တော်တို့ရဲ့ဒေသနံလူသင်္ကန်းသားလေးတွေကိုဖိတ်ခေါ်ပြီးတော့ဒီဇာကားထဲမှာပိတ်ပါတဲ့သင်္ကန်းသူသင်္ကန်းသားလေးကိုကျွန်တော်ဖိတ်ခေါ်ပြီးတော့ live live for season လေးရှိပါတယ်ခင်ဗျာเนาะအာကျွန်တော်တို့ရဲ့အမြဲတမ်းပလေးသားနေတဲ့အားပေးနေတဲ့ပလေးသားတွေကိုကျွန်တော်တို့ဟိုအများကြီးကျေးဇူးတင်ပါတယ်အမြဲတမ်းပလေးသားတွေဖြစ်ပေးကြဖို့လည်းကျွန်တော်တို့ညွှန်လဲပါတယ်ခင်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လာမယ့်အနာဂတ်မှာအများကြီးဒီထက်ကောင်းတဲ့ဇာကားလေးတွေပညာပိတ်ဇာလန်းတွေအများကြီးကျွန်တော်ရိုက်သွားဖို့ရှိပါတယ်ခင်ဗျာ